အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Play တက်တဲ့အားလုံးမင်္ဂလာပါ။ Northern Forest ရဲ့ပိုင်ရှင်ကပြီးခဲ့တဲ့ရက်ပိုင်းကသူတို့ရဲ့နီးပြား Anch Posto Go Group ကိုအခွင့်အရေးထပ်ပေးမယ်လို့သတင်းတွေတောက်လျှောက်ဖော်ပြတဲ့ report တွေကလည်း Anch ကိုဒီ International Break မှာဆက်ထားမယ်လို့သူတို့စဉ်းစားခဲ့ပြီးမှအခု Chelsea ပွဲမတိုင်ခင်မှာနီးပြားအပြောင်းလဲလုပ်နိုင်ပွဲရှိတယ်ဆိုပြီးတော့သတင်းတွေတက်လာ။ဆိုတော့ ဒါအခုဒီ international break ရဲ့အစောဆုံးပွဲပေါ့လေ international break အပြီးဒါအစောဆုံးပွဲ စနေနေ့စနေခွဲမှာဒါ Chelsea အသင်းနဲ့ Forest တို့ Forest ကဲ City Ground မှာကန်ရမယ်အိုက်ပွဲမတိုင်ခင်မှာ Northern Forest ကပိုင်ရှင်ဖြစ်သူက Anch Postor Go Gu နေရာကိုအပြောင်းလဲလုပ်ဖို့ပြင်ဆင်ထားတယ်။သူတို့အခုလောလောဆယ်မှာ Anch ကိုယုံကြည်မှုပေးထားတယ်ဆိုပေမဲ့အခုနည်းနည်းသူစိတ်ပြောင်းသွားတယ်ဆိုပြီးတော့ Telegram ကဖော်ပြထားတယ်။အဲ့ Telegram မှာဖော်ပြတဲ့အချက်ကဘာလဲဆိုတော့ Northern Forest ကပိုင်ရှင်ဖြစ်သူက ဒါအခုလောလောဆယ်မှာသူတို့ဘက်က Anch Posto Gokru နေရာမှာဒါအရင်ဘန်လီရဲ့နီးပြဟောင်းဖြစ်တဲ့ဒါနီးပြဟောင်းဖြစ်တဲ့ရှုံတိုက်နဲ့အစားထိုးမယ်ဘန်လီမှာနီးပြဖို့တဲ့ Everton မှာနီးပြခဲ့တဲ့ရှုံတိုက်နဲ့အစားထိုးဖို့သူတို့ရည်ရွယ်ထားတယ်လို့ဆိုတယ်ရှုံတိုက်ဆိုရင်တော့အမှန်တိုင်းပြောတော့တော်တော်ခတ်တယ်ဘာကြောင့်ခတ်လဲဆိုတော့ရှုံတိုက်က defensive ကစားတဲ့နီးပြပဲဆိုတော့ Chelsea တို့ကခတ်ခဲလိမ့်မယ်ဘာလို့သူကအရင်တည်းကမှပိတ်ကန်နေတဲ့အင်းပြသူက Forest ကအမှန်တိုင်းပြောရင်သူက quality player ရှိပြီးသား အိုက်ထဲမှာရှုံတိုက်လို့နီးပြမျိုးဆိုစူးဖြစ်တယ်။အမှဒေဗင်ဝိုက်ဆိုနီးပြမျိုးဆိုစူးဖြစ်တယ်။ဆိုတော့ attacking ကစားစရာမလို့သူ့မှာအရင်က quality transition quick counter တွေကစားတာလည်းကောင်းတယ်။ဆိုတော့အခုလက်ရှိမှာ Northern Forest ကပိုင်ရှင်ကဒီအပိုင်းမှာပဲ Ange Postro Goku ကိုရာဒူးကထုတ်ပယ်ပြီးတော့လမ်းခွဲဖို့စဉ်းစားနေတယ် decision မချသေးဘူးဒါပေမဲ့သူတို့စဉ်းစားတယ်သူအချိန်တစ်ပတ်လောက်ကြံသေးတယ်တကယ်လို့သူရှောင်းတိုက်ကိုခတ်မယ်ဆိုရင်ဒါဒီအပိုင်းမှာအဆုံးဖြတ်ပေးနိုင်တယ်ဒီ weekend မှာ ဒီဒီ Monday လောက်မှာအဆုံးဖြတ်ပေးနိုင်တယ်အဲဒါဆိုရှောင်းတိုက်ကတပတ်လောက်အချိန်ရမယ်ဒါအခုလောလောဆယ်အနေထားရ Forest ကဒီ Anchlater ဆက်ဆာချင်းပထမ9ပွဲ10ပွဲမှာဇက်တိုက်နိုင်ပွဲပျောက်တာသူတို့အနည်းဆက်ဆုံးအနေနဲ့ဒါအဝေးကွင်း Europa League မှာသူတို့ Batic ကိုတီးကျသွားတယ်ဒါပေမဲ့ကျန်တဲ့ပွဲတွေအားလုံးကြည့်ရင်အိမ်ကွင်းမှာ Midland ကိုရှုံးတာတို့ Sunderland ကိုရှုံးတာတို့ ဒါကြော်ပြောနေတာသူ့ရဲ့ပထမဆုံးပွဲကအာဆင်နယ်ကိုဂိုးပြေရှုံဒါလက်ခံလို့ရတယ်ဗျာโอเคအသင်းကြီးတစ်သင်းနူနိုအက်စပီໂດဆန်တိုသွားလဲနိုင်ဂျင်မနိုင်ပါဒါမျိုးတွေပွဲတွေကို तू လက်ခံနိုင်ပေမဲ့ तू ကအခုတော့နည်းနည်းညစ်သွားတဲ့အချက်က तू အားပေးတဲ့သူ့ရဲ့အသင်းတခြားအသင်းဖြစ်တဲ့ Olympia ကောကလည်း Emirates မှာအာဆင်နယ်ကိုရှုံသွားတယ်အဲ့တော့တိတ်မကြဘူးနောက်နေ့လဲကြရောမီဂျီလန်ကို Forest ကထတ်ရှုံးတဲ့ခါမှာ तू နည်းနည်းညစ်သွားတယ်ဒါသူတို့ decision ပါတာလဲပါတယ်နူနိုအက်စပီໂດဆန်တိုကိုသူတို့ခန့်ခန့်ခဲ့တဲ့ ဆက်ထားခဲ့တင်တာဒါပေမဲ့သူတို့အတ္တတွေကိုရှေ့တန်းတင်လိုက်တဲ့အချိန်မှာအခုနောက်ဆုံးမှာနူနိုကအခုဝက်ဆန်ကိုတွားကင်တယ်အာဆန်နဲ့ပွဲဆိုသူ promising performance ပြခဲ့တယ်ဆိုတော့အခုလောလောဆယ်မှာ Northern Forest က Ange Postecoglou ကိုကုနဲ့လမ်းခွဲဖို့ပြင်ဆင်နေတယ် Ange ကိုထုတ်ပြီးတော့ Shawn Dyke Shawn Dyke ဆိုရင်ဘလို့ထင်တယ် Forest နေနဲ့ Forest ကဘလို့ပြောမလဲခံစစ်ကစားတဲ့အသင်း Chelsea တို့ကမှန်တိုင်းပြောရင် Shawn Dyke ဆိုခတ်ပြီးပြဘာလို့ဆို အရင်တည်းက Everton အသင်းမှာကရင်ရှုံတက်အသင်းကတည်တိုင်းပဲ Everton က quality သိမ့်ပြီးရှိတော့သူကခံစစ်ကြီးကစားရတာအခုဆိုရင်ဒီ Forest ကလည်းသူကဒီအာဒီမှာနည်းနည်း Forest ကန်ဆိုတာကအိနာကလည်း injury ဖြစ်နေတယ် center back တဲ့က Morello လည်း injury ဖြစ်တဲ့အခါမှာသူတို့မှာတကယ် quality player တွေတော်တော်များ injury ဖြစ်တယ်ဒါပေမဲ့ဖြည့်တင်းပေးထားတဲ့ quality player ရေးဒါအရေးတွက်ကစားမအရေးတွက်ရရှိရင်တော့ Forest က complain တော့မတက်သင့်သူကသူတို့မှာလုံလောက်တဲ့ squad ကိုဖြည့်ပေးထားတာဆိုတော့ Northern Forest ရဲ့ပိုင်ရှင်က Ange Postecoglou နေရာမှာ ဒါအစားထိုးဖို့တဲ့ရည်ရွယ်ထားပြီးတော့ Chelsea နဲ့ပွဲအတွက်ရည်ရွယ်ပြီးတော့သူတို့ဘက်ကရှုံတိုက်ကိုသူတို့ရဲ့နီးပြအဖြစ်ခံဖို့ပါပြင်ဆင်နေတယ်။ဆိုတော့အစောပိုင်းတုန်းက Forest ကတခြားနီးပြတွေကိုသူတို့တောက်လျှောက်စဉ်းစားတယ်။ Marco Silva လည်းမရနိုင်ဘူး။တခြားနီးပြတွေလည်းသူတို့မရနိုင်တဲ့ကြောင့်ဖြစ်နိုင်ချေကရှုံတိုက်လို့သူတို့ယူဆတဲ့အတွက်ကြောင့်ရှုံတိုက်ကို Ange နေရာမှာအစားထိုးဖို့ရည်ရွယ်ပြီးတော့ Ange နဲ့လမ်းခွဲဖို့ Forest ကပြင်ဆင်နေတာပါ။အားလုံးကျေးဇူးတင်ပါတယ်။